န်ကုန်နဲ့တိုက် online service center မှာဗန်နူးလာအမိုင်းအရာစီမံကိန်းအတွက်လာရောက်လျှောက်ထားနေတဲ့မြင်ကုန်းပဲဖြစ်ပါတယ်။ဒီအမိုင်းအရာစီမံကိန်းတွေလာရောက်လျှောက်ထားမှုကို February ရက်နေ့ကနေစတင်နေတယ်။ဒီနေ့တနေ့လာရောက်လျှောက်ထားမှုကိုပြပြနေတာကိုလည်းတွေ့ရပါတယ်။အမဗန်နူးလာတိုက်ခန်းမှာတော့ခံပေါင်းထောင်နေရာပါရှိပြီးလာရောက်လျှောက်ထားသူတွေပြပြနေတယ်ဆိုတိုက်ခန်းမှုရမှာကိုစိုးရိမ်မှုတွေလည်းရှိနေတယ်လို့လာရောက်လျှောက်ထားသူကပြောကြပါတယ်။အမဗန်နူးလာတမူးနဲ့အမိုင်းအရာစီမံကိန်းကိုကန်ဆယ်မဲ့စနစ်နဲ့လက်ဖောက်ပေးသွားမယ်လို့သိရပါတယ်။ကျ3000နဲ့ငှားရမ်းနိုင်မဲ့အငှားအိမ်ယာတိုက်ခန်းချထားပေးမဲ့အရေးအတွက်ထက်ရှောက်ထားသူကပုံမှန်များပြားနေပါတယ် ရန်ကုန်မြို့ဒဂုံမြို့တောင်ပိုင်းမှာစောင့်လုပ်နေတဲ့မဟာဗန္ဓုလတန်မိုးနဲ့အငှားအင်ယာစီမံကိန်းအတွက်လာရောက်လျှောက်ထားသူတွေအများအပြားရှိနေတာဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှရှိတဲ့ online service center မှာဖေဖော်ဝါရီလတရနေ့ကစတင်လျှောက်ထားသူများပြခဲ့ပြီး၃ရက်မြောက်နေ့မှာတော့လာရောက်လျှောက်ထားသူတွေဟာ၃000ထက်မနည်းရှိနေပြီးခြားထားပေးမဲ့အခန်း1200ထက်ပိုမိုများပြားနေတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းနေထိုင်သူတွေအငှားတိုက်ခန်းရှောက်ထားကြရမှာလူဦးရေများပြားပြီးအချိန်ကြာမြင့်စွာအဆောင်ဆိုင်ရတာခရီးဝေးသွားရတာစတာတွေကြောင့်သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးတွေမှာဖေဖော်ဝါရီလ၄ရက်နေ့ကနေ15ရက်နေ့အထိရှောက်ထားနိုင်တယ်လို့သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။အလုံးဒီနေ့ဆိုရင်ကြားတာ1585နံပါတ်ကျင်ညာသွားတယ်တွေ့ရပါတယ်။15ရက်ဆိုရင်တော့ဘာလို့ဖြစ်သွားမယ်ထင်ပါတယ်။ဒီနေ့1000ဆိုရင်တော့ င်းတထောင်ခွဲ2000လောက်တော့ရှိမှာပေါ့အနည်းဆုံး5000လောက်တော့နေရာလေးဖြစ်သွားနေတယ်အဲ့လိုဆိုတော့မဲနိုင်မယ်လို့တော့ကြားပါတယ်လူများရင်သူချင်ညာချက်တဲမှာထောင်နေရာပဲဟိုပါပေါ့အခန်းပေါင်းရှိတယ်လျှောက်ထားသူကများမယ်လေအိမ်မက်ရမယ်တည်းများတော့အဲ့တော့မဲနိုင်အစီအစဉ်နဲ့ပဲကောင်းတော့မယ်လို့ထင်ပါတယ်အဲသူ့ကိုအဲ့မှာအိမ်လိပ်စာနဲ့စောစောကဟိုပါဗာလဲကျွန်တော်လျှောက်လာနှစ်ဘက်နဲ့ចောင်းချမယ်လို့တော့ကြားသိရပါတယ်